န်တော်ခရိယံဘာသာတယောက်ပါဆရာဗုဒ္ဓဘာသာကိုလည်းလေ့လာနေပါတယ်ဆရာ နောင်ပွင့်မဲ့ဖရာကလူကဖရာဖြစ်သွားသလားဒါမှမဟုတ်ဖရာကတတ်တတ်မွေးဖွားလာသလားဗျာနားမလည်လို့ပါဆရာတဲ့လူကနေဖရာဖြစ်မှာပါဖရာအဖြစ်နဲ့မွေးဖွားလာမှာမဟုတ်ပါဘူးเนาะလူကနေဖရာဖြစ်တယ်ဆိုလို့အကြောင်းမဲ့ဖြစ်တာတော့မဟုတ်ပါဘူးဖရာဖြစ်စေနိုင်တဲ့ပါရမီအကြောင်းအထောက်အပံ့တွေလှုပ်ထားလို့ဖရာဖြစ်တာပါ ပါရမီအကြောင်းအထောက်ပံ့တွေကဘာတွေလဲဆိုရင်ဒါနပါရမီပေးကမ်းလှူဒန်းခြင်းသီလပါရမီသီလစောင့်တည်ခြင်းမေခမပါရမီယသိယဟန်ပြုခြင်းပညာပါရမီပညာကိုစီးပူးလေ့လာခြင်းဝရိယပါရမီ မတွန့်မဆုတ်ဇွဲလုံးလားဖြင့်ကြိုးစားအထောက်ခြင်းခန္တီပါရမီတိခန့်ခြင်းတစ္ဆာပါရမီမှန်သောစကားကို ပြောဆိုခြင်းမေတ္တာပါရမီတတ္တဝါတို့အပေါ်၌မိမိနှင့်မချတနာချစ်ခင်ခြင်း အဋိဌာနပါရမီအပြည့်ကင်းသောအလုံး၌စိတ်ဖြင့်ကြံစီ၍ကြံစီသည့်အတိုင်းလုတ်ကန်ခြင်းဥပိ္ပခာပါရမီလိလိယူရှုခြင်းဆိုတဲ့ပါရမီ၁၀ပါးဒါနပရိစ္ဆာကစီးစိမ်ဥစ္စာကိုဆွံ့လွှတ်လှူဒန်းခြင်းပုဒ္ဒပရိစ္ဆာကသာသမီကိုဆွံ့လွှတ်လှူဒန်းခြင်းပရိယပရိစ္ဆာကဇနီးမယားကိုဆွံ့လွှတ်လှူဒန်းခြင်းအင်္ဂါပရိစ္ဆာကကိုယ်နဲ့အင်္ဂါတို့ကိုဖြတ်တောက်လှူဒန်းခြင်းဇီဝိတပရိစ္ဆာကအသက်ကိုဆွံ့လွှတ်လှူဒန်းခြင်းဆိုတဲ့စွန့်ကြည့်ခြင်း၅ပါး လောကထသရိယလောကသားတို့အတွက်ကျင်ချင်းညာတထသရိယဆွေမျိုးတို့အတွက်ကျင်ချင်းဗုဒ္ဓထသရိယဖျားဖြစ်ဖို့အတွက်ကျင်ချင်းဆိုတဲ့သရိယ၃ပါးဤပါရမီ၁၀ပါးစွန့်ကြည့်ခြင်း၅ပါးသရိယ၃ပါးတို့ကိုချစ်ခြင်းရပါတယ်ချစ်ခြင်းတယ်ဆိုတဲ့နေရာမှာလည်းပဲတဘာနဲ့တဘာမတူပါဘူးเนาะဝရိယအဓိကဖျားက၁၆တင်ချိန်နဲ့ကဘာတသိပါရမီဖြစ်ခြင်းရပါတယ်သဒ္ဓါအဓိကဖျားက ရှင်းတင်ခြင်းနဲ့ကဘာတသိပါရမီ ဖြစ်ခြင်းရပါတယ်။ပညာဓိက ဖရာကလေးတင်ခြင်းနဲ့ကဘာတသိပါရမီ ဖြစ်ခြင်းရပါတယ်။အခုဦးဇင်းတို့ကိုးကွယ်နေတဲ့ဂေါရမမြတ်စွာဘုရားဟာလေးတင်ခြင်းနဲ့ကဘာတသိပါရမီ ဖြစ်ခြင်းတဲ့ဖရာဖြစ်ပါတယ်။နောင်ပွင့်မဲ့အရိမတိယဖရာကတော့16တင်ခြင်းနဲ့ကဘာတသိပါရမီ ဖြစ်ခြင်းထားတဲ့ဝရိယဓိကဖရာဖြစ်ပါတယ်။အဲဒီလို16တင်ခြင်းနဲ့ကဘာတသိပါရမီဖြစ်ခြင်းထားတဲ့ပုဂ္ဂိုလ်ဖြစ်တဲ့အတွက်လူသားအဖြစ်နဲ့မွေးဖွားလာပြီး ဖျားဖြစ်အောင်ကြင့်ကြံအားထုတ်၍ဖျားဖြစ်မှာဖြစ်ပါတယ်နော်ယဟန်တန်ကားတွေစန္ဒပြရင်အာဘတ်တင့်ပါသလားဖျားတဲ့စန္ဒပြယုံနဲ့တော့အာဘတ်မတင့်ပါဘူးနော်သို့တော်လည်းပဲစန္ဒပြတာကိုအကြောင်းပြုပြီးတော့အချမ်းဖတ်တဲ့အလုပ်တွေလုပ်မယ်ဆိုရင်တော့အာဘတ်တင့်နိုင်ပါတယ်အဲ့ဒါတောင်မှစန္ဒပြလို့အာဘတ်တင့်တာမဟုတ်ပါဘူးယဟန်ဝင်းကြီးနဲ့မညီတဲ့အချမ်းဖတ်အလုပ်တွေလုပ်လို့အာဘတ်တင့်တာဖြစ်ပါတယ် အကောင်းဘက်ကိုဥတီတဲ့အနေနဲ့စန္ဒပြတာမျိုးကတော့ဖျားရှင်ကိုတော်တိုင် ခွင့်ပြုတော်မူပါတယ်။ဖျားရှင်လက်ထက်တော်အခါကဒေဝရကြီးဟာသာသနာတော်နဲ့မအဆက်တဲ့အကုသိုလ်အလုပ်တွေ လုပ်တော်မှာကိုဖျားရှင်ကတည်တော်မူတဲ့အတွက်ယဟန်တွေကိုခေါ်တော်မူပြီးမြို့ထဲရွာထဲမှာပကာတနိယကံပြုခိုင်းပါတယ်။ပကာတနိယကံဆိုတာဟာဒေဝရရဲ့စန္ဒနဲ့ဖျားရှင်ရဲ့စန္ဒမတူညီကြောင်းအများသိအောင်ထုတ်ဖော်တာဖြစ်ပါတယ်။ဒါဟာစန္ဒပြတာပဲဖြစ်ပါတယ်။ ဒါကြောင့်အကောင်းဘက်ကဦးတည်တဲ့အနေနဲ့စန္ဒပြတာမျိုးကတော့ဖျားရှင်ကိုတော်တိုင်လည်းခွင့်ပြုထားသည့်အတွက်အာဘက်မတင်ဘူးလို့မှတ်သားထားရမှာဖြစ်ပါတယ်။ကိုးကွယ်တဲ့ဘာသာရေးကို မလိုက်နာပဲလူမျိုးရေးပွားများအောင် မလုံမီးတဲ့လူပြိုကြီးအပြိုကြီးတွေအပြစ်ဖြစ်တယ်ဆိုတာ ဟုတ်ပါသလားဖျား။တပည့်တော်ဖတ်ဖူးလို့ပါတဲ့။အဲ့ဒါဆိုရင်ဥသိန်းကိုတိုင်လည်းအပြစ်ဖြစ်နေပြီเนาะ။ ဘာကြောင့်လဲဆိုတော့ဥစဉ်လဲအိမ်ထောင်ပြုတ်ပြီးတော့လူမျိုးရေတိုးပွားအောင်မလုံမိလို့ပဲဖြစ်ပါတယ်အဲ့ဒီအယူဆတွေကလွဲမှားတဲ့အယူဆတွေပါနော်ဗုဒ္ဓဘာသာဆိုတာကလေတားဖောက်ပြီးလူမျိုးရေတိုးပွားအောင် လုပ်တဲ့ဘာသာမဟုတ်ပါဘူးနော်ဗုဒ္ဓအဆုံးအမတိုင်ကြင့်ကြံနေထိုင်တဲ့ဘာသာဖြစ်ပါတယ်အပြစ်ဖြစ်ရတဲ့အကြောင်းရင်းကလည်းပဲ ဗုဒ္ဓအဆုံးအမတိုင်ကြင့်ကြံနေထိုင်ခြင်းမရှိဘဲမကောင်းမှုအကုသို့ဒုစရိုက်ကိုကျူးလွန်လို့ဖြစ်ပါတယ်။မကောင်းမှုအကုသို့ဒုစရိုက်ကိုကျူးလွန်နေတဲ့ရွေးကတော့အပြည့်ဖြစ်နေအောင်မှာပဲဖြစ်ပါတယ်။လူမျိုးရေပွားများအောင်လှုပ်ခြင်းမလှုပ်ခြင်းနဲ့လုံးဝမဆိုင်ပါဘူး။အရှင်ဖေယဖះရှင်လက်ထက်ကမြေမျိုးခံရတဲ့သူ၅ဦးကိုမိန်ကြားပေးပါဖះတဲ့။ဖះရှင်လက်ထက်ကမြေမျိုးခံရတဲ့သူ၅ဦးဆိုတာ တစ်ဇိန်သမာနာဖျားရှင်ကိုကာမဂုံကိစ္စဖြင့်ရုပ်ရုပ်မာမာဆွဆွဲသောကြောင့်မြေမျိုးခံရသူနှစ်ဥပဗုဒ္ဓဖျားရှင်သွားရလန်းကို ပိတ်ပင်တားဆီးခဲ့သောကြောင့်မြေမျိုးခံရသူသုံးအရှင်ဒေဝဒတ်တန်ခါတင်ခွဲခြင်းစသည့်ပင်စာနန္ဒရိယကံများကိုကျူးလွန်ခဲ့သောကြောင့်မြေမျိုးခံရသူလေးနန္ဒကဘလူအရှင်သာရိပုတ္တရာဤဥကောင်းကိုရိုက်နှက်ခဲ့သောကြောင့်မြေမျိုးခံရသူငါနန္ဒလူလင် ဥပ္ပလဝံထေရီမကိုဖျက်ဆီးခဲ့သောကြောင့်မြေမျိုးခံရသူအဆိုပါပုဂ္ဂိုလ်၅ဦးသည်ဖျားရှင်လက်ထက်ကမြေမျိုးခံရတဲ့သူ၅ဦးဖြစ်ပါတယ်။နိုင်ငံရေးကြောင့်စစ်ဖြစ်မှာကိုဖျားရှင်ဝန်တားခဲ့ဘူးတယ်လို့ဖတ်ဖူးခဲ့ပါတယ်ဖျား။အခုမြန်မာနိုင်ငံသားတွေတည်နေတတ်နေကြတာအရှင်ဖျားတို့ဘာကြောင့်မတားရတာပါလဲတဲ့။ဒီမန့်ပိုင်ရှင်ကအရာအလုံးကိုဖျားရှင်ကတားနိုင်တယ်ဟုထင်နေပုံရပါတယ်နော်။ မြတ်စွာဘုရားဤဉာဏ်တော်၁၀ပါးထဲမှာအိန္ဒရိယပရောပရိယတိဉာဏ်ဆိုတာရှိပါတယ်အိန္ဒရိယပရောပရိယတိဉာဏ်ဆိုတာတတ္တဝါတွေကိုကယ်တင်တော့မယ်ဆိုရင်ကယ်တင်လို့ရမရတတ္တဝါတွေရဲ့အိန္ဒြေအမှုရင်ကိုစင်ကျင်သုံးသက်တဲ့ဉာဏ်ကိုပြောတာဖြစ်ပါတယ်အဲ့ဒီဉာဏ်တော်နဲ့စင်ကျင်သုံးသက်ပြီးမှကယ်တင်လို့ရတဲ့တတ္တဝါဖြစ်နေတယ်ဆိုရင်သွားပြီးကယ်တင်လိုက်ပါတယ်ကယ်တင်လို့မရတဲ့တတ္တဝါဖြစ်နေတယ်ဆိုရင်မကယ်တင်ပဲဥပေက္ခတရားနဲ့နေလိုက်ပါတယ် စစ်ဖြစ်တော့မဲ့ဆွေတော်မျိုးတော်တွေကိုဖျားရှင်သွားတားတယ်ဆိုတာဟာအဲ့ဒီညံတော်နဲ့စင်ကျင်သုံးသက်ပြီးမှတားလို့ရမှန်းသိလို့သွားတားတာပါနော်ဖျားရှင်တားလို့ရတာတွေလည်းရှိတယ်လို့တားလို့မရတာတွေလည်းရှိပါတယ်အစာတပတ်ကဝေပါလီပြည်ကိုတိုက်ခိုက်တဲ့အတွက်ဝေပါလီမျိုးကြီးပျက်စီးပြီးဝေပါလီမျိုးသူမျိုးသားတွေအေဂျီပျက်စီးခဲ့ရပါတယ်အဲ့ဒီလိုဖြစ်မယ်ဆိုတာကိုဖះရှင် ကြိုသိပါတယ်။ဤတော်လည်းပဲတားလို့မရတဲ့အတွက်မတားခဲ့ပါဘူး။ တခါဝိတ္တရူပကပါကီဝင်မင်းမျိုးတွေကိုသွားတတ်ပါတယ်အဲ့ဒါကိုဖယားရှင်က၃ကြိမ်၃ကတိတိတားပါတယ်ဘလို့မှတားလို့မရတဲ့အစုံဖယားရှင်လည်းဥပိ္ပခတရားနဲ့နေလိုက်ရပါတယ်ဝဇီရဗုဒ္ဓတိကမှာတတဝါတွေဟာပျက်စီးဖို့ဥတီလာပြီဆိုရင်နီးလွဲနီးမားတွေဟာနီးမှန်လမ်းမှန်ဟန်ဆောင်ပြီးစိတ်မှာထင်လာတတ်တယ်တဲ့တတဝါတွေဟာပျက်စီးဖို့အချိန်တန်လာပြီဆိုရင်နီးလွဲနီးမားတွေကို မိမှန်လမ်းမှန်ထင်ပြီးလှုပ်တတ်ပါတယ်အဲ့ဒီလိုအချိန်ခါမျိုးမှာဘယ်လိုပုံကူမျိုးကပဲတားတာဖះရှင်တားရင်တောင်တားလို့မရပါဘူးเนาะဦးဇင်းတို့ဟာဖះရှင်ရဲ့တားတော်တွေဖြစ်တာမှန်ပေမဲ့ဖះရှင်လိုအလုံးစုံသိတဲ့ပုံကူမဟုတ်တာကြောင့်တွားရောက်ပြီးမတားခြင်းဖြစ်ပါတယ်ဖះရှင်လိုအလုံးစုံသိတဲ့ပုံကူတောင်မှတားလို့ရတာတွေလည်းရှိသလိုတားလို့မရတာတွေလည်းရှိသေးရင် ဦးစင်းတို့လိုဘူမတိကိုမတိတဲ့ယဟန်ဥထုစဉ်တွေကသွားတားလိုက်ပါကကောင်းကျိုးဖြစ်ဖို့တဲ့ဆိုးကျိုးဖြစ်ဖို့ကပိုများပါတယ်ဒါကြောင့်မတားခြင်းပဲဖြစ်ပါတယ်နော်ဒီဖုန်ကြီးကိုအစားကကြည်ညိုပါတယ်သူများကိစ္စတွေအတန်းရှင်းယူပြီးပြောနေတာမဟုတ်တော့ဘူးဘာသာရေးတရားအကြောင်းဟောပြောရင်ထားပါတော့အတန်းရှင်းယူတာတွေအတန်းနောက်ယူတာတွေအရင်မသိဘူးနော် ဥသင်တိရာကဥသင်ကယဟန်ယဟန်ဖြစ်တဲ့အတွက်မကောင်းမြတ်တာကောင်းညာညှို့လက်အသိဟောကြည့်နာဘူးထမံနတ်ထံတင်ရာမေတ္တာလဲပြယဟန်မှု6ခုလွန်သေးကြဟုဖယားရှင်ဟောကြားထားတဲ့ယဟန်ကျင့်ဝတ်6ပါးနဲ့အညီဒဂါဒဂမတွေလမ်းမမရောက်ရအောင်ဟောပြောပြသပေးရမယ့်တာဝန်ကဥသင်တာဝန်ပါအခုလဲပဲအောင်မြင်ပေါက်ရောက်နေတဲ့လူတယောက်ကိုမတိုက်ခိုက်သေးဘူး သူ့လိုအောင်မြင်ခြင်းရင်ကြိုးစားအထုတ်ပါလို့ဖယားဟောဒေသနာကို အခြေခံပြီးပြောတာဟာဘယ်နေရာမှာများမှားသွားလို့လဲအဲ့ဒါလေဘာသာရေးတရားကြောင်းဟောတာမဟုတ်ဘူးလားဟင်တရားတော်ကိုယ်တိုင်ကိုယ်ကဘာသာရေးနဲ့လောကီရေးမကွဲဘူးဖြစ်နေတာနော်အဲ့ဒီတော့ဥသင်ကဓမ္မနဲ့ရှင်တဲ့စကားကို ပြောတာကိုမကြိုက်လို့မကြည်ညိုဘူးဆိုရင်လေမကြည်ညိုပါနဲ့ဥသင်ကတရားတော်ကြည်ညိုဖို့အတွက်သင်္ကန်းဝတ်လာတာမဟုတ်ပါဘူးနော် ကျမ်းမာပါသည်ဒီမတ်ပိုင်ရှင်ကိုဥသင်တနာမိပါတယ်သူဘာမှမသိရှာပါဘူးเนาะဗါတဲ့ယဟန်ဆိုယဟန်အလုတ်လုတ်ပါလားပါချုပ်เสียတော်ကြီးဆိုသူများကိစ္စဝင်မပါဘူးတဲ့ယဟန်အလုတ်ကဘာလဲပရိယတ္တိအလုတ်နဲ့ပရိပတ္တိအလုတ်ပါ ပရိယတ္တိလို့ပြောလိုက်ရင်လူအချို့ကစာပေတင်ကြားပို့ချတာကိုပဲမြင်တတ်ကြပါတယ်။စာပေတင်ကြားပို့ချတာလေပရိယတ္တိပါတယ်။လူတကာတကာမတွေကိုဣလအကြောင်းပြောပြတာဟာလေတဲ့ပရိယတ္တိပါတယ်။လူတကာတကာမတွေကဘာသာရေးနဲ့ပတ်သက်ပြီးနားမလည်လို့မေးလာတဲ့မိခွန်းတွေကို ပြန်ပြီးဖြေကြားပေးတာဟာလေတဲ့ပရိယတ္တိပါတယ်။ လူတကာတကာမတွေကို ကုသိုလ်အကုသိုလ်အကြောင်းပြောပြပေးတာဟာလည်းပဲပရိယတ်တိပါပဲအခု online ပေါ်ကတကာတကာမတွေကဘာသာရေးနဲ့ပတ်သက်ပြီးနားမလည်လို့မေးလာတဲ့မေးခွန်းတွေကိုဥစဉ်တိတလောက်ပြန်ပြီးဖြေကြားပေးတာဟာပရိယတ်တိလောက်တာပဲလေအဲ့ဒါယဟန်အလုပ်မဟုတ်ဘူးလားဟင်ပါကျုပ်เสียတော်ကြီးဆိုသူများကိစ္စဝင်မပါဘူးတဲ့ ပါချုပ်ဆရာတော်ကြီးဆိုတာဥစဉ်လေးစားကြည်ညိုရတဲ့ဆရာတော်ကြီးတစ်ပါးဖြစ်ပါတယ်။သို့တော်ဥစဉ်နေတာကပါချုပ်ဆရာတော်ကြီးရဲ့သာသနာမှာနေတာမဟုတ်ပါဘူး။မြတ်စွာဘုရားရဲ့သာသနာတော်မှာနေတာဖြစ်ပါတယ်။မြတ်စွာဘုရားရဲ့သာသနာတော်မှာနေတာဖြစ်တဲ့အတွက်မိမိနှုတ်ကထွက်တဲ့ဇာတ်ဟာဓမ္မနဲ့ရှင်တဲ့ဇာတ်ဖြစ်ဖို့ပဲလိုပါတယ်။ မိမိနှုတ်ကထွက်တဲ့စကားဟာဓမ္မနဲ့ရှင်တဲ့စကားဖြစ်မယ်ဆိုရင်ဘုရားရှင်အလိုကျဖြစ်ပါတယ်။အခုဦးစင်းပြောလိုက်တာကအောင်မြင်ပေါက်ရောက်နေတဲ့သူကိုမတိုက်ခိုက်ဖို့သူ့လိုအောင်မြင်ပေါက်ရောက်ခြင်းတယ်ဆိုရင်အပြည့်ကဲအောင်ကြိုးစားနေထိုင်ဖို့ပြောတာလေ။ဘယ်နေရာမှာများဓမ္မနဲ့မရှင်တဲ့စကားပါမိလို့လဲ။ဟင်။မတ်ပိုင်ရှင်ကိုနောက်ဆုံးအနေနဲ့ပြောချင်တာကဦးစင်းလိုခုံကြီးတစ်ပါးကိုတိုက်ခိုက်နေတဲ့အစား မန့်ပိုင်ရှင်အနေနဲ့လောကအအတွက်အကျိုးများရာများကြောင်းမိသားစုအတွက်အကျိုးများရာများကြောင်းကိုသာလုပ်ပါအဲ့ဒါဆိုရင်မန့်ပိုင်ရှင်အတွက်ကောင်းကျိုးဖြစ်ပါလိမ့်မယ်လို့ပြောခြင်းပါတယ်နော်ကိုစိတ်နှစ်ပါးကျမ်းမှချမ်းသာပါစေအရှင်ဖရာတတိတော်မထက်နေတဲ့နေရောက်ကြခုရှေခိုးကတော့ပြီးအိမ်ရင်တတိတော်မငရေကြီးပါသလားအရှင်ဖရာတချို့ဥစဉ်ကို မိဂုံးလေးတွေနေတဲ့နေရာမှာနေရဲကြီးပါကလားဆိုတဲ့အတုံးလုံးလေးတွေပါတာတွေ့ရတယ်ဒီမှာလဲတွေ့ရပါတယ်နော်ငရဲဆိုတာကကြီးကျင်တိုင်းကြီးတဲ့အရာမဟုတ်ပါဘူးငရဲကြီးတယ်ဆိုတာဟာအကုသို့ကြောင့်ကြီးတာပါလင်းယောက်ျားကိုရှ िख ိုးကတော့ပြီးအိတ်တာဟာကုသို့ဖြစ်တဲ့အတွက်ငရဲမကြီးပါဘူးနော်ကုဏဝုဒ္ဓိဂုံအားဖြင့်ကြီးတဲ့ပုဂ္ဂိုလ်ဝရဝုဒ္ဓိ အသက်အရွယ်အားဖြင့်ကြီးတဲ့ပုဂ္ဂိုလ်ရယ်ဆိုပြီးပုဂ္ဂိုလ်၂မျိုးရှိပါတယ်။ခုနဝုဒ္ဓိဂုံအားဖြင့်ကြီးတဲ့ပုဂ္ဂိုလ်ဟာဝရဝုဒ္ဓိအသက်အရွယ်အားဖြင့်ကြီးတဲ့ပုဂ္ဂိုလ်ထက်မြတ်ပါတယ်။မိမိကအသက်ကြီးပြီးလင်ယောက်ျားကအသက်ငယ်နေတော်လည်းပဲလင်ယောက်ျားဆိုတာဟာမိမိကိုရှာဖွေကြွေးမွေးပြီးမိမိကိုစောင့်ရှောက်နေတဲ့ပုဂ္ဂိုလ်ဖြစ်တာကြောင့်ဂုံအားဖြင့်ကြီးမြတ်တဲ့ပုဂ္ဂိုလ်ဖြစ်ပါတယ်။ ကြောင့်ဇင်ယောက်ျားဟာအသက်အရွယ်ငယ်မီတော်လေးပဲမိမိထက်ဂုံအားဖြင့်ကြီးမြတ်တဲ့ပုဂ္ဂိုလ်ဖြစ်တာကြောင့်ရှီခိုးကတော့ကောင်းပါတယ်ငရဲမကြီးဘူးလို့မှတ်သားထားရမှာ ဖြစ်ပါတယ်လောကီအရာတွေပဲကြင့်မနေနဲ့ဝိညာဉ်အတွက်လဲစဉ်းစားအောင်တဲ့ဝိညာဉ်ဆိုတာဘာကိုပြောတာပါလဲဝိညာဉ်ဆိုတဲ့စကားဟာဝိညာဏဆိုတဲ့ပါဠိကလာတာပါဝိညာဏဆိုတာ အာယုံကိုတိတက်တဲ့စိတ်တဏီနံကိုပြောတာပါအဲ့ဒီလိုအာယုံကိုတိတက်တဲ့စိတ်နံကိုပဲဝိညာဉ်ကောင်လက်ပြာကောင်လို့တချို့ကမှားယွင်းစွာထင်နေကြခြင်းဖြစ်ပါတယ်ဝိညာဉ်အတွက်လဲစဉ်းစားအောင်လို့ပြောလိုက်ခြင်းဟာစိတ်အတွက်စဉ်းစားအောင်လို့ပြောလိုက်ခြင်းပဲဖြစ်ပါတယ်ဥစဉ်ဟာစိတ်အတွက်စဉ်းစားပြီးနေ့စဉ်နေ့စဉ်စိတ်ကောင်းဖို့အတွက်ကုသိုလ်ကောင်းမှုလုပ်နေတဲ့သူဖြစ်ပါတယ် ်ဘာကုသိုလ်တွေလုပ်နေသလဲဆိုရင် နေ့စဉ်နေ့စဉ်ကမ္မထမ်းဘာဝနာစီဖြန်းခြင်းကုသိုလ်တက္ကရာကမတွေကဓမ္မအကြောင်းအရာနဲ့ပတ်သက်ပြီးမတိလို့မေးမြန်းလာတဲ့မိခွန်းတွေကို ပြန်လည်ဖြေကြားပေးနေတဲ့ဓမ္မတာဝနာကုသိုလ်အဲ့ဒီကုသိုလ်တွေကိုနေ့စဉ်နေ့စဉ်ပြုလုပ်နေတဲ့သူတယောက်ဖြစ်တာကြောင့်စိတ်ပိုင်းဆိုင်ရာအတွေ့စဉ်းစားပြီးစိတ်ကိုကောင်းအောင်ပြုပြင်နေတဲ့သူဖြစ်ပါတယ်တက္ကရာတို့အပြောနဲ့ပြောရမယ်ဆိုရင် ဝิญဉင်အတွက်စဉ်းစားပြီးဝิญဉင်ရေးရာကိုကောင်းအောင် ပြုလုပ်နေတဲ့သူတယောက်ဖြစ်ပါတယ်နော်ဖုံဖုံခွေးကြောင်မွေးတဲ့ဥစ္စာလေးတွေကိုစီပွားရေးအဖြစ်ပြန်ရောင်းစားတာကဘယ်ရဲကြပါသလားဝိပြန်လက်တတ်ပါသလားတဲ့မိစ္ဆာအာဇီဝနဲ့တာမအာဇီဝနှစ်မျိုးရှိတယ်လေမိစ္ဆာအာဇီဝဆိုတာကသူတစ်ပါးကို ထိခိုက်ပြီးအပြစ်မကင်းတဲ့အတမွေးဝမ်းကြောင်းမှုကိုပြောတာပါတာမအာဇီဝဆိုတာကတော့ သူတစ်ပါးကိုမထိခိုက်ပဲအပြစ်ကင်းတဲ့အတမွေးဝမ်းကြောင်းမှုကိုပြောတာပါတရိစ္ဆာန်လေးတွေကိုရောင်းစားတဲ့ဆိုတာကအပြစ်မကင်းသောမိစ္ဆာအာဇီဝဖြစ်တာကြောင့်အကုသိုလ်ဖြစ်ပါတယ်အဲ့ဒီအကုသိုလ်ကံကအကျိုးပေးမယ်ဆိုရင်ငရဲလဲကြနိုင်တယ်လို့ဝေလဲပြန်လဲတတ်ပါတယ်ဖယားရှင်ရဲ့နောက်ဆုံးမှာတန်းကဘာပါလဲအရှင်ဖယားတဲ့ဖယားရှင်ရဲ့နောက်ဆုံးမှာတန်းက အပ္ပမဒေနဘိခဝေတံပါတိထဖြစ်ပါတယ်အတိဘယ်က ခြေသားယဟန်တို့မမေ့မလျော့မပေါ့ဆာသောတတိတရားတို့ဖြင့်သီလတမာတိပညာတို့ကိုပြည့်စုံကုန်လုံးအောင်ကျင့်ပြီးနေရကြဆိုတဲ့အတိပ္ပယ်ပဲဖြစ်ပါတယ်။အရှင်ဘုရားနာနကာကိုမယုံကြည်မကိုးကွယ်တာနဲ့ဒိဋ္ဌိဖြစ်ရောလားဖေယားတပည့်တော်အမျိုးသားကတပည့်တော်ကိုစွဆွဲ ပြောဆိုနေလို့ပြန်ဖြေချပေးတော်မူပါဖေယားတဲ့မကိုးကွယ်တာကမှန်တာနော်ကိုးကွယ်လိုက်မယ်ဆိုရင် မိစ္ဆာဒိဋ္ဌိဖြစ်ပြီးတော့ တရဏဂုံပြက်ပြီးဗုဒ္ဓဘာသာအဖြစ်ကနေဆုံးရှုံးသွားမှာပါဒါကြောင့်လုံးဝမကိုးကွယ်သင့်ပါဘူးတပည့်တော်ကငယ်ငယ်လေးထဲကအဖေကဖယားမတပါကိုးကွယ်ရာမရှိ နန္ဒကားဟူသည်မိမိထာမမေတ္တာပို့အမျှဝေတာကိုသာလိုအပ်တာ ကိုးကွယ်စရာမလိုဘူးဆိုပြီးတင်ပေးခဲ့တာပါတဲ့မှန်တာပေါ့သူတို့လိုချင်တာက ကုသိုလ်ကောင်းမှုရဲ့အကျိုးကိုလိုချင်တာပါဒါကြောင့်ကုသိုလ်ကောင်းမှုပြုပေးတိုင်းအမျှပေးဝေပါနော် တပည့်တော်အမျိုးသားကအဲ့ဒီနန္ဒကားတွေကိုယုံကြည်ကိုးကွယ်နေလို့ပါဖေယသူ့ရဲ့ဆရာတယောက်ကဖះရှိခိုးရင်အဋိဌံတော့တပည့်တော်နဲ့တမီးလေးကနဂါးတိုက်ကလာတာမလို့နဂါးစာကျွေးရမယ်ပြောတာ တပည့်တော်ကမလုံနိုင်ဘူးပြောလို့တပည့်တော်ကိုဒိဋ္ဌိလို့ပြောပါတယ်ဖះတဲ့ဒိဋ္ဌိလို့ပြောတာ နာသယာမမဟုတ်တာနော်ဘာကြောင့်လဲဆိုတော့ဒိဋ္ဌိဆိုတာကအယူကိုပြောတာပါနော်မိစ္ဆာဒိဋ္ဌိလို့ပြောမှနာသယာဖြစ်မှာပါ မိစ္ဆာဒိဋ္ဌိဆိုတာကလွယ်မှာသောအယူလို့တက်ရောက်ပါတယ်เนาะအဲ့ဒါကြောင့်တပည့်တော်ကိုဗီဒီယိုဖိုင်လေးနဲ့တကွဖြေချပေးတော်မူပါဖေယသူ့ကိုလည်းပြန်ဖွင့်ပြခြင်းလို့ပါတဲ့ဖြေချပေးလိုက်ပါပြီပြန်ပြီးတော့ဖွင့်ပြပေးလိုက်ပါเนาะ